နေပြည်တော်ရှိငလင်ဘေးတင်ပြည်သူတွေရဲ့အတွက် MSME ထုတ်ကုန်တွေကိုမေလ9ရက်မှစတင်ခါအရောင်းရှင်တဲ့တလားကြောင့်စတင်လှည့်လည်ရောင်းချပေးနေပြီဖြစ်တယ်လို့ပဲခူးတိုင်းဒေသကြီးစောသုံးသူရေးရဦးစီးဌာနမှသိရပါတယ်။ဒီလိုရောင်းချပေးခြင်းကိုပဲခူးတိုင်းဒေသကြီးရဲ့အစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့နေပြည်တော်အတွင်းရှိငလင်ဘေးတင်ပြည်သူတွေရဲ့အတွက်ပဲခူးတိုင်းဒေသကြီးရဲ့တွင်မှ MSME ထုတ်ကုန်တွေလူသုံးကုန်စားသုံးကုန်နဲ့မိဖို့ချောင်းသုံးပစ္စည်းမျိုးစုံကိုတက် သာတဲ့ဈေးနှုန်းနဲ့လှည့်လည်ရောင်းချပေးတာဖြစ်ပါတယ်။ဘိုးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့တိုင်းဒေသကြီးအတွင်းရှိခရိုင်6ခုမှ MSME ထုတ်ကုန်တွေကိုစုစည်းကာရောင်းချပေးတာဖြစ်ပြီး MSME ထုတ်ကုန်ပစ္စည်း150ကျော်ပါဝင်တယ်လို့ဆိုပါတယ်။ MSME ထုတ်ကုန်ပစ္စည်းတွေကိုဝင်ကြီးဌာနတွေနဲ့နေပြည်တော်ကောင်စီနယ်မြေအတွင်းကရက်ွက်တွေကိုနေ့ရက်အလိုက်ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။